ခုလောက်ပြောကျင်တယ်။ဘာပြောကျင်လဲဆိုတော့ရိုဟင်ဂျာနဲ့ပတ်သက်ပြီးတော့ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ဘာပြောကျင်လဲဆိုတော့ခိုးဝင်ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့သူတို့လောက်တာကိစ္စမရှိဘူး။မြန်မာနိုင်ငံမှာမိတေးမိထိုင်နေလာတဲ့သူတွေပါဒုက္ခရောက်တယ်။ရိုဟင်ဂျာတွေတို့တော့ပြောတာမဟုတ်ရိုဟင်ဂျာတွေကပြပမယ်။ ။ဘာကြောင့်လဲဆိုတော့ညမာပြည်ကလူတွေကခဏတာလာနေတဲ့ညမာနိုင်ငံကိုသူတို့နိုင်ငံလို့လဲသူတို့ကသတ်မှတ်ထားတာမဟုတ်။ငါတို့ခဏတာလာနေတဲ့ခဏတာနေဘူးအခဏတာပြန်မယ်။ပြန်မယ်ဆိုတာပဲတေးတာကိုပြောတာ။သူတို့အသက်ထွက်တဲ့အချိန်သူတို့နေမယ်။နေပြီးသွားလို့ရှိရင်သူတို့ပြန်။ခဏတာလာနေတဲ့ ဗမာပြည်ကြီးကငါတို့နိုင်ငံမဟုတ်ဘူးဆိုပြီးတော့သူတို့ကတတ်မှတ်ထားကြတာအများဆုံးအများဆုံးတချို့လူကကြတော့ဗင်္ဂလားကြတော့အလေးမမဟောင်းခဏဝင်လာတယ်ငါနိုင်ငံငါနိုင်ငံဆိုပြီးတော့អរេពីទွင်းណាមតកែអសិតိုင်းណាអសិកតកែសិមុភយោយ៉ាងមកអជោភយុគេរទゥរីកា နော်စမှုပြုရာမှာအကျိုးပြုခဲ့တဲ့သူတွေကဘာတမ်းမှမထောက်ငါတို့ဒီခဏနေတယ်တနေ့ပြန်ရမှာညကြီးအောင်ထဲအဲ့ဒီရတဲ့နေပဲနေတာအားလုံးငါနိုင်ငံဆိုတာမရှိပါဘူးပြောကြင်တာဘယ်နိုင်ငံမှငါနိုင်ငံကိုပိုင်ဘယ်နိုင်ငံမှငါနိုင်ငံဆိုပြီးတော့မရှိဘူး ကိုပိုင်နိုင်ငံဆိုတာမရှိခဏတာလာတယ်ခဏတာပြန်ကြရမယ်သူတွေပဲအဲ့တော့ငါနိုင်ငံငါနိုင်ငံအော်ပြီးတည်နေတဲ့အုပ်စုစုကတသက်ရှိတယ်ထမင်းစားထမင်းငဲ့အော်တယ်ငါနိုင်ငံငါနိုင်ငံဆိုပြီးတော့အော်အော်ရတယ်လိုင်းမုံမှာအဲ့တော့ငါတို့ကပြောကျင်တာလူမျိုးရေးပြိပခါမလောက်ကြပါနဲ့ဒါတော့ပဲငါတို့ကပြောကျင်တယ်နော်